သုံးနှစ်တွင်ပထမဆုံးအချိန်ရုရှားယူကရိန်းထိပ်တိုက်ဆွေးနွေးပွဲဟာထူးထူးခြားခြားသဘောတူညီမှုမရဘဲစစ်တုံးပန်းဖလဲရေးသဘောတူညီချက်နဲ့ပဲတောက်ကြနေကပြီးဆုံးသွားပါတယ်။2022ခုနှစ်ကနိုင်ငံငင်းချင်းဆွေးနွေးပွဲပြတ်ခဲ့ပြီးတဲ့နောက်ပိုင်းရုရှားနဲ့ယူကရိန်းတို့ပထမဆုံးတိုက်ရိုက်တွေ့ဆုံခဲ့ကြပြီးတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာကျင်းပခဲ့တာပါ။ကမ္ဘာကထလို့ကျင်းပပေးခဲ့တဲ့တူရကီနိုင်ငံရဲ့ဝန်ကြီးကတော့ကမ္ဘာငြိမ်းချမ်းရေးအတွက်အရေးကြီးတဲ့နေ့တစ်နေ့လို့ပြောဆိုပေမဲ့ဆွေးနွေးပွဲဟာ နှစ်နာရီတော့မကြာလိုက်ပဲအပြစ်ခတ်ရဲစဲရေးသဘောတူညီမှုလည်းမရခဲ့ကြပါဘူးထောင်ထဲချီရှိတဲ့နှစ်ဖက်စစ်တုံးမှန်းတွေကိုဖလှယ်ဖို့ကိုတော့သဘောတူညီမှုရရှိခဲ့ကြပြီးယူကရိန်းရုရှားစစ်စဖြစ်ပြီးကတည်းကအရေးအတွက်အများဆုံးလဲလှယ်ကြမှာဖြစ်ပါလေရုရှားဆိုရဘက်ကတော့ဆွေးနွေးပွဲရလဒ်ကိုကျင်းတတ်တယ်လို့ပြောဆိုပြီးယူကရိန်းနဲ့ဆက်လက်တွဲဆုံသွားဖို့အဆင်သင့်ရှိတယ်လို့ပြောဆိုပါလေယူကရိန်းဘက်ကတော့သမ္မတပူတင်ဆွေးနွေးပွဲမတက်ရောက်ခဲ့တဲ့အပေါ်တိတ်သဘောမတွေ့ခဲ့ပါဘူး ယူကရိန်းသမ္မတကအဆင့်မြင့်ဆွေးနွေးပွဲကိုမျှော်လင့်ခဲ့ပါတယ်။နောက်တစ်ဆင့်ဆွေးနွေးပွဲကတော့ခေါင်းဆောင်အဆင့်ဆွေးနွေးပွဲစီစဉ်ကြမယ်လို့ထင်ပါတယ်လို့ယူကရိန်းကိုယ်စားလှယ်ကပြောဆိုခဲ့တာပါ။ယူကရိန်းနဲ့မဟာမိတ် EU နိုင်ငံတွေတောင်းဆိုနေတဲ့ရုရှားချင်းချက်မရှိအပြစ်ခတ်ရေးစေးတောင်းဆိုချက်ဟာအလန့်ကွာနေသေးတယ်လို့ဆိုပါတယ်။ရုရှားဘက်ကကျွန်တော်တို့ကမ်းလှမ်းချက်ကိုသဘောမတူခဲ့လို့ကျွန်တော်တို့ရဲ့စ조사အထောက်အမှုပြက်ခဲ့ရတယ်။ကျွန်တော်တို့အလျှော့မပေးဘဲအမေရိကန်နဲ့ပူးပေါင်းပြီးကျွန်တော်တို့ဆက်조사သွားပါမယ်လို့ဂျာမနီဝန်ကြီးချုပ်ကပြောဆိုခဲ့ပါတယ်။ ယူကရိန်းသမ္မတကတော့အော်ဘေးနီးယားနိုင်ငံမှာကျင်းပနေတဲ့ EU ထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးအလောင်းနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ရုရှားကိုအပြစ်ရစဲရေးအတွက်ဆက်လက်ပိတ်ဆို့ဖိအားပေးရေး EU နိုင်ငံတွေဆက်လက်ကြိုးစားကြမယ်လို့ညွှန်လဲရတယ်လို့သတင်းတွေကဆိုပါတယ်ခင်ဗျာ။